အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော် TikTok သုံးပြီးတော့ဝင်ဝင်ရှာကျင်တဲ့သူတွေအတွက်ကျွန်တော်ဂျပန် TikTok အကောင့်အကြောင်းလေးအနည်းငယ်ရှင်းပြခြင်းပါတယ်ကျွန်တော်တို့ TikTok မှာကျွန်တော်ဝင်ဝင်ရှာကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးကျွန်တော်တို့အကောင့်တွေက Japan region account ဖြစ်ဖို့လိုအပ်ပါတယ် Japan region account မဖွင့်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ profile ပေါ့နော်ကျွန်တော်ရဲ့ profile အောက်က YouTube channel လေးကိုနှိပ်ပြီးလို့ရှိရင်အဲ့ဒီမှာကျွန်တော် Japan ဖြစ်တော့အကောင့်ဖွင့်နည်းလေးကျွန်တော်တင်ပေးထားပါတယ်အဲ့ဒီမှာတွားကြည့်လို့ရပါတယ်ကျွန်တော်အဒီရက်တဲ့ကျွန်တော်စီမှာ internet line နဲ့တိတ်မကောင်းတဲ့အတွက်ကျွန်တော်စီမှာအဖွင့်ပေးဖို့ဒီရက်တဲ့တိတ်အဆင်မပြေလို့ပေါ့နော်အဲ့တော့ကျွန်တော်ဂျပန် region အကောင့်အကြောင်းလေးကျွန်တော်ပြောပြမယ်ဂျပန် region မှာဆိုလို့ရှိရင်ကျွန်တော်ဝင်းဝေရှာတဲ့နီလန်ပေါ့နော်နှစ်မျိုးရှိပါတယ်ပထမတနည်းကတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒီလို point လေးတွေယူပြီးတော့ လို point လေးတွေညာကြော်ညာလေးတွေကြည့်မယ် daily test လေးတွေပေါ့နော်တနေ့တာလောက်ရမယ်လုပ်ငန်းဆောင်တာလေးတွေလုပ်ပြီးတော့ကျွန်တော်တို့ဝင်ငွေရှာတဲ့နေပေါ့နော်နောက်တနည်းကတော့ကျွန်တော်တို့ကိုယ်ပိုင် content တွေ video တွေပေါ့နော်အတင်ပြီးတော့ဝင်ငွေရှာတဲ့နေနှစ်နည်းစလုံးကတော့ကျွန်တော်တို့အဲဇွဲရှိဖို့လိုပါတယ်ကျွန်တော်တို့ဒီနေ့အကောင့်ဖွင့်ပြီးတော့နောက်နေ့ကျွန်တော် point တွေရတာမျိုးနောက်နေ့ကျွန်တော်တို့ဒီ video တင်ပြီးပတ်စံရတာမျိုးမဟုတ်ပါဘူးနှစ်ခုစလုံးကတော့အနည်းဆုံးကျွန်တော်တို့တွေက အနည်းဆုံး15ရက်တလလောက်အချိန်ပေးတော့မှကျွန်တော်တို့တွေအအဆင်ပြေလာတာပေါ့နော်ဒီလိုပွင့်ယူတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဒီဖွင့်ဖွင့်ပြီးချင်းမရသေးပေါ့နော်ရလဲကျွန်တော်ပွင့်နေမစုံပေါ့နော်နည်းနည်းလေးတလလောက်ကြာမှကျွန်တော်တို့ကယူစရာပွင့်နေအများကြီးအဲ့လိုပေါ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလွယ်လွယ်တော့မရပါဘူးဆွဲလေးရှိဖို့ပုံမှန်အသုံးပြုဖို့လည်းလိုအပ်ပါတယ်ဒါကတော့ point တွေယူမယ် point တွေကတစ်ဆင့်ကျွန်တော်တို့ဂျပန်ရန်အဖြစ်အဲကြောင်းပြီးတော့ကျွန်တော်တို့ဒါက ပတ်စံရနေပေါ့နော်ဒီကောင်လေးကတော့ Japan PPN ကိုပြုတ်လို့မရဘူးနော် Japan PPN ကိုခံပြီးတော့အအသုံးပြရတာပေါ့နော်ဒါဟာတနည်းနောက်တနည်းကကျွန်တော်တို့ကိုယ်ပိုင်ဗီဒီယိုတွေတင်မယ်ကိုယ်ပိုင် content တွေတင်မယ်အဲ့လိုတင်ပြီးတော့ကျွန်တော်တို့ပတ်စံရှာတာ edit တနည်းကကျတော့ကျွန်တော်တို့မှာဒီ VPN တွေပါတယ်မခံလဲရတယ်ပေါ့နော်သူကကြတော့ကျွန်တော်တို့ကျွန်တော်တို့ follow ထားတဲ့ follower အရေအတွက်က 10k ပေါ့နော်1800ရမယ် ပြီးလို့ရှိရင်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုကြည့်ရှုတဲ့မိနစ် view minute 100k view minute တသိန်းပြည့်ရမှာပေါ့နော်အဲ့နှစ်ခုစလုံးပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဒီ TikTok ရဲ့ဒီ creator reward program ကိုကျွန်တော်တို့ကစတင်ပြီးရှောက်လို့ရပါပြီကျွန်တော်တို့ကိုပိုင်ဗီဒီယိုတွေကိုပိုင် content တွေဆိုလို့ရှိရင်ကျွန်တော်တို့က3ရက်အတွင်းမှာကျွန်တော်တို့လျှောက်လိုက်ရင်ဒီ program ကအောင်အောင်သွားပြီပေါ့နော် program အောင်သွားပြီဆိုရင်ကျွန်တော်တို့က ID တင်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ create လုပ်ပြီးကျွန်တော်တို့ကိုပိုင် content တွေဖန်တီးပြီးတော့လူကြည့်များအောင်လုပ်ပြီးကျွန်တော်တို့ကဒီဝင်ငွေရှာလို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ follower တန်းကြီးအမြန်ပြည့်တဲ့နီးလေးတွေလည်းကျွန်တော်ရဲ့ YouTube မှာတင်ပြထားပါတယ်အကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ follower တန်းကြီးပြည့်ပြီးသားအစင်တဲ့ account တွေလိုချင်လို့ရှင်လည်းကျွန်တော်မှအဲ့လိုမျိုးတန်းကြီးပြည့်ပြီးသား monetization အောင်ပြီးသား video တင်ပြီးတော့အသုံးပြုရုံနဲ့အဲ့လို account တွေလည်း ကျွန်တော်မှာရှိပါတယ်ဗောနော်လိုချင်လို့ရှိရင်အားဒါကျွန်တော်ကိုလာရောက်မေးမြန်းလို့ရပါတယ်မိတ်ဆွေတို့အနေနဲ့သိချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ဗီဒီယိုတွေဗီဒီယိုရဲ့အောက်မှာဗောနော် comment လေးမှာမှတ်ပေးထားခဲ့ပါအဲ့တော့ကျွန်တော်ကပြန်လည်ဖြေကြားလို့ရှိရင်တခြားသူတွေအတွက်လည်းအဲမြင်ရတယ်ဗောနော်ကျွန်တော်ရဲ့ personal viber တို့ကျွန်တော်တို့ chat box မှာသိချင်တဲ့အကြောင်းအရာတွေကိုဟိုလာမမေးဖို့အတွက်ကျွန်တော်မြင့်မေတ္တာရက်ခံကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲအဲ့ဒီမှာကျွန်တော်က ဒါတွေကိုတေချာမှဖတ်ဖြစ်ဘူးကျွန်တော် comment တွေကိုတော့ကျွန်တော်တေချာလေးပြန်ဖတ်ဖြစ်တယ်ပေါ့เนาะကျွန်တော်စီကိုဝင်တဲ့စာတွေကအရေးအတွက်တစ်နေ့ကိုကျွန်တော်90ဆရာနေပြီးတော့အရာကြားရှိတယ်အဲ့ဒါဥစ္စာကိုကျွန်တော်ကလည်းတခြားကျွန်တော်ရဲ့ဟိုလှုပ်ဆရာကိစ္စနေဆိုတော့ကျွန်တော်ရဲ့အဝင်စာတွေကျွန်တော်တေချာမကြည့်ဖြစ်ပါဘူးเนาะအဲ့တော့ comment တွေဆိုကျွန်တော်တေချာဖတ်ပြီးတော့ပြန်လည်မျှဝေပေးပါမယ်မိတ်ဆွေတို့တည်ကျင်တဲ့အကြောင်းအရာတွေကို comment မှာမှတ်ပေးထားခဲ့ပါကျွန်တော်ဂျပန် region နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်မျှဝေပေးသွားမှာ ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်သိကျင်တဲ့တချို့အကြောင်းအရာတွေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီအကောင့်ထဲမှာရှာပြီးတော့လည်းကြည့်လို့ရပါတယ်ကျွန်တော်အချိန်ရရင်ရသလိုမေးခွန်းလေးတွေကိုလည်းကျွန်တော်ပြန်လည်ဖြေကြားပေးပါမယ်အကောင့်တွေဖွင့်ရတာအခက်ခဲအဆင်မပြေဖြစ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်စီမှာပေါ့နော်အမြန်ကြီးလေးပေးပြီးတော့အမြန်လို့ကျင်တော့ကျွန်တော်ဈေးနှုန်းအသင့်တင်နဲ့ကျွန်တော်ဖွင့်ပေးနေပါတယ်ကျွန်တော်စီမှာမဟုတ်ဘူးအခြားသူစီမှာလည်းစိတ်ချယုံကြည်ရတယ်ဆိုလို့ရှိရင်အကောင့်တွေတော့ဖွင့်လို့ရပါတယ်ဒါမဲ့ကျွန်တော်ထပ်ပြီးမှာကျင်တာကမိမိအကောင့် ဖွင့်လိုက်တဲ့အချိန်မှာမိမိတို့ရဲ့ငွေကြေးတွေမဆုံးရှုံးရအောင်လို့အဲတည်စီချာချာလေးလာစုံစမ်းပြီးတော့မှအကောင့်တွေဖွင့်ဖို့အတွက်ကျွန်တော်အကြံပြုခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ